ဒီပီပီရဲ့နောက်ဆုံးရနိုင်ငံကသတင်းလေးကိုပြောပြပေးပါမယ်။အစ္စရေးဟာသမိုင်းဝင်အောင်မြင်မှုရခဲ့တဲ့အကြောင်းနဲ့ဒီအောင်မြင်မှုဟာအနာဂတ်မျိုးဆက်အထိဆက်ရှိမှာဖြစ်ကြောင်းဝန်ကြီးချုပ်နေတန်ယာဟုကပြောပါတယ်။ဒါပေမဲ့အီရန်ရဲ့မဟာမိတ်နိုင်ငံတွေကိုတိုက်ခိုက်ဖို့ဟာမတ်စ်ကိုအနိုင်ယူဖို့နဲ့ဂါဇာမှာရှိတဲ့တစားကန်တွေကိုပြန်ကယ်ဖို့လှုံ့ဆော်ရမှာဖြစ်တယ်လို့လည်းပြောခဲ့ပါတယ်။ယူကရိန်းနိုင်ငံအရှေ့တောင်ပိုင်းဒနီပရိုပီထရော့ဒေသကိုရုရှားကတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းဆေးုံယထာတို့ပျက်စီးခဲ့ပြီးလူ၁၈ဦးထက်မနည်းသေဆုံးခဲ့ကဆူမီတေတာမှာ၃ဦးသေဆုံးခဲ့ပါတယ်။အမေရိကန်ရဲ့တက်ခတ်မှုတွေဟာအီရန်နျူကလ িয়ার အစီအစဉ်ကိုဖျက်ဆီးနိုင်ခြင်းမရှိလို့ပင်တဂိုရဲ့တုံသက်ချက်မှာဖော်ပြထားပေမဲ့ထရမ့်ကညှင်းဆို့ထားပါတယ်။အမေရိကန်ကအီရန်ရဲ့နျူကလ িয়ার စက်ရုံ၃ရုံကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးအ धिक အစိတ်ပိုင်းတွေကိုမဖျက်ဆီးနိုင်ပဲလပောင်းများစွာနောက်ကျစေဖို့ပဲဖြစ်တယ်လို့ CNN ကဖော်ပြပါဗျာ။ DBB နောက်ဆုံးရသတင်းတွေကို DBB TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။